အားလုံးမင်္ဂလာပါအဲဒီဗီဒီယိုမှာကျွန်တော်တို့ menu လောက်လောက်စာနဲ့ပတ်သက်ပြီးပြောပွားရေးဆိုတော့အခုဒီဗီဒီယိုမှာကျွန်တော် active function နဲ့ပတ်သက်ပြီးရှင်းပြရတာဟုတ်ပြီလား active function ကဘာလို့ဆိုလို့ရှိရင် user ချက်တွေပေါ့အမောင်ဆုံးချိန် info user ဖြစ်စေဒုတိယမြောက်အချိန်ပဲဖြစ်တတိယမြောက်အချိန်ပဲချိန်တစ်ထောင်မြောက်အချိန်ပဲဖြစ်စေကျွန်တော် info user ခါကြလို့ရှိရင်ကျွန်တော်ရဲ့ hash ဆိုတဲ့ဥစားလေးကိုထည့်ဖို့အတွက်ယူစားမှာဟုတ်တယ်မလား hash ဆိုတဲ့ဥစားကိုပထမဆုံးချိန်ထည့်လို့ရှိရင်ဒီနေရာမှာထည့်မယ်ဒုတိယချိန်ထည့်လို့ရှိရင်ဒီနေရာမှာထည့်ရမယ်တတိယချိန်ထည့်လို့ရှိရင်ဒီနေရာမှာထည့်ရမယ် သရုပ်သာစင်ချင်ပြင်ရမှာခံဘယ်လိုပုံစံနဲ့ဆင်း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 သွားမယ်ဘင်းရမှာပြီးကျင်တယ်ပြီးကျင်တဲ့နေရာထိသွားမယ်သွားတော့တချီနောက်ဆုံးနေရာမှာကျွန်တော်အဓိကဥစားမမေ့ဘွာနောက်ဆုံးနေရာကိုကျွန်တော်နူးလို့ဟိုမမေ့ရနဲ့နူးလို့ဟိုမမေ့ပါတော့ကွိပြီပဲအဲ့တော့အဲကွိပြီဆိုတော့ဗါလဲဆိုလို့ကျွန်တော်နောက်တစ်ချိန်ဘုပထမဆုံးချိန်ထည့်သွားလို့ရှိရင်နောက်တစ်ချိန်ပြန်ရှာတဲ့ခါကျတော့လို့ရှိရင်ရှာလို့မရတဲ့ခါကျတော့ရှိရင်ဘင်းရထည့်လို့ထည့်မှမသိပြောရလဲအားကြောင့်လို့ဟုတ်ပြီကျွန်တော်ခုလောမှာစာဒီ essential fashion တော့သွား ကျွန်တော်ပြောလို့ရှိရင်နောက်တော့တစ်ခုလို့ပြောဆိုကျွန်တော် has ဆိုတဲ့ file ကျွန်တော်အရင်ကရှင်းပြပါဘူဒါဥစ္စာနဲ့ကျွန်တော်ရှင်းပြဖို့ဟုတ်ပါမလားဘူဒါဆိုတော့တွန်းနေ has ဆိုတဲ့ဥစ္စာ engineer ဘူဒါဥစ္စာအလုပ်သမားတွေသူ့အလုပ်သမားတယောက်တယောက်ချင်းချင်းဘူဒါတစ်ခုတစ်ခုစီစဉ်ကြွားခိုင်းတာသူကိုယ်တိုင်ကကျွန်တော်ရှိ has ဆိုတဲ့ဥစ္စာကျွန်တော်ထိုင်းနေအဲ့တော့တွန်းနေကအလုပ်သမားငှားတာမှခုတော့ပဲအဲ့တော့အလုပ်သမားငှားဖို့ဆိုလို့ရှိရင်ကျွန်တော် info ဆိုတဲ့ဥစ္စာနဲ့နောက်ထပ်အလုပ်သမားပါဆို p ဆိုတဲ့ဥစ္စာကိုကျွန်တော်ထားမယ် p ဆိုတဲ့ဥစ္စာပါလဲဆိုလို့ရှိရင်ဒီ structure ဥစ္စာပါဟုတ်လားမလား structure ဥစ္စာကိုထားပြီးတာလားတိုးစာ pointer ပဲဒါပေမဲ့ ီဥစ္စာဘာလုပ်မလဲဆိုလို့ရှိရင်ဟဲ့နဲ့ဟဲ့မြောက် address ကိုနှိုင်းလို့ကောင်းလဲလောက်အောင်ဟုတ်လားအဲ့လိုကောင်းမလုပ်မလဲဆိုဘယ်လိုလုပ်မလဲဆိုရင်အခုကျွန်တော်ရှင်းပြမယ် why uh, if ကျွန်တော်စစလာလို့ဆိုတာ if အကယ်၍ဟဲ့ equal equal လူစိမ့်ဆိုလို့ရှိရင်ဘာလုပ်အောင်လဲဆိုလို့ရှိရင်ဒီ hack ကိုကျွန်တော်တို့မြာပြေးရမယ်ကျွန်တော်အရင်ဗီဒီယိုမှာကျွန်တော်ရှင်းပြဘူးလေအရင်ဟိုအဲမမိုရီပြေးရအောင်ဆာမှာ ျွန်တော်ရဲ့ဥစ္စာဘာပြောလဲ structure structure info information ဆိုတာနဲ့ဟုတ်ပြီလားပြီးတော့လို့ရှိရင်ဘာ block malloc function တောင်းမှာဟုတ်လားပြီးရင် file or ဒါဒီဥစ္စာရေးနေမယ်ရေးပွင့်ကျွန်တော်ဖြတ်ရှင်းကြရင်ဘာကြောင့်မမိုလီပြရလဲဆိုတော့ဆောက်ပြီးသွားလို့ရှိရင် info ဆိုဥစ္စာနဲ့ပြရမယ်ပြီးသွားရင်ကျွန်တော်လုပ်မယ့်ဥစ္စာဘာလဲ p equal to ဟာဆွေးတော့တော်ပထမဆုံးအချိန် program uh, program ပေါင်းစုံချိန်စ run နဲ့ချိန်တစ်ချိန်ပဲခက်ကသုံးမယ်ဒီ function လေးတစ်ခု သုံးလိုက်မယ်ပြန်တဲ့ချိန်အားလုံးကအသေးပဲဘယ်လိုမှမလို့ဆိုရင်ငါဒီ site မှာတာဝန်ကျသွားပြီဆိုတဲ့အသေးပဲမျိုးသူ့ကိုနေရာပေးလိုက်ဒီကုန်းဆောင်နဲ့နေရာပေးလိုက်ပြီးသွားပြီဆိုတာနဲ့အလုပ်တမားတွေအားလုံးပြီးဖြစ်တဲ့အလုပ်တမားတွေအားလုံးခိုင်းပြီပဲအသေးဆုံးမင်းဒီသွားတယ်မင်းဒီသွားတယ်မင်းဒီ information ဒီဥစ္စာကိုယူဒီထဲမှာ store ငါလည်းမပြန်လာသားအဲ့လိုပုံစံမျိုးနဲ့လုပ်ခိုင်းတော့အခုလုပ်ပွားရင်ဒီ ठी ပဲကျွန်တော်လုပ်ကြည့်ကြည့်မှာဟုတ်ပြီလား ဘယ်ဘွားရဆိုလို့ရှိရင်ဘာလဲဆိုရင်နောက်တစ်ခုကတော့မဟာအခုဒီဥစ္စာပြန်ရှင်းပြရင်ကျွန်တော်နောက်တစ်ခုရှင်းမလို့ပါဘာလို့လဲဆို if ဒီ if ဒီ point ကစာပေါ်ကနေပြန်ရှင်းပြမယ် info ဆိုတာမှာကျွန်တော် pointer တစ်ခုပေးမယ်ဒီ pointer ပြီးတော့ဆိုတာဘာမှစိတ်ထဲမှာထားလို့မလုပ်ဘူးပြီးရင် if အကယ်၍ hack က no ဆိုလို့ရှိရင်ဆိုတော့ဘယ်လိုသိမှာကျွန်တော် hack ဆိုတာ no လို့ဖြစ်မှာဆိုတော့သူ့သိရမှာဆိုရင်ပေါ့ကျွန်တော်ကပထမဆုံး run လို့ရှိရင် hack equal to no ဆိုပြီးကျွန်တော်ထားခဲ့အမှတ်မိမှာလို့ထင်တယ်ဟာ equal to no ဆိုပြီးထားတာဘာကြောင့်လဲဆိုတော့ကျွန်တော်အခုဒီဥစ္စာမှာ ပမောဆုံး program မှာဒီ hack ထဲမှာ information ထည့်ဖို့အတွက်လုပ်ထားတာခုတကယ်လို့ hack ကလူဖြစ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီကျွန်တော်တို့ဘာ hack ထဲမှာဘာ info မှမထည့်တာဟုတ်အဲ့ဒီမှာကျွန်တော်ဒီ program ကိုဆက်ဆောင်ဆုံး run လုပ်ဆိုတဲ့အိပယ်မျိုးဟုတ်တယ်မလား hack ကလူဖြစ်နေ program ဆက်ဆောင် run လုပ်ချင်ခုပဲလေဘာကြောင့်လဲဆိုတော့ hack equal to new ဆိုပြီးကျွန်တော်ထားရတာလေအဲ့တော့ hack equal to new ဖြစ်နေလို့ရှိရင် normal ဥစားဒီ hack ကိုကျွန်တော်တို့အဲ memory ပေးရမယ် memory ပေးမယ်ဆိုတော့ဘာကြောင့် memory ပေးလဲဆိုလို့ရှိရင်အခု user ကနေပေါ့ information ရေးတော့မယ်သူရဲ့နာမည်တွေ ID တွေအသက်တွေရေးတော့မှာဟုတ်လားအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ hack ကို memory ပေးရအောင်ကျွန်တော်အရင်ဒီမှာရှင်းပြပူရမ်းမှတ်မိမယ်ထင်တယ်ဒီက hack ကို memory မပေးလို့ဆိုတော့ address စစ်စစ်အစစ်မှရှိတယ် hack ကို memory ပေးလိုက်မယ်ဆိုလို့ရှိရင်တိုးစား information memory ပေးလိုက်မယ်ဆိုလို့ရှိရင် information မှာ store လုပ်လိုက်ရတာဟုတ်လားကျွန်တော်အခု hack ကိုလည်း information အဲ memory ပေးလိုက်ပြီ။ပေးပွားရေးဆိုတာနဲ့ဘာကွာရေးဆိုလို့ရှိရင်တိုးဆောင်မှာ information ယူလို့ရပါဟဲ့မလား။ ID ရညာမာရညာယူလို့ရပါ UI ဆိုတော့ကျွန်တော်ဟက်ကိုမသုံးဘာကြောင့်ဆိုတော့ဟက်ကိုသုံးလိုက်လို့ရှိရင်ဒီ engineer ကြီးကဒီခေါင်းဆောင်ကြီးကတခြားဘူးတော်ကိုတွားနေရတယ်မယ်အလုပ်တမောင်းကိုစခိုင်းတော့မှဟုတ်တယ်မဒီချိန်မှာအဲ့တော့ p equal to hash ဆိုပြီးကျွန်တော်ယူလိုက်တယ်အဲ့တော့အတိတ်ဘာပြောရလဲဆိုလို့ရှိရင်အလုပ်တမောင်းတရားကိုလှမ်းခိုင်းလိုက်ပထမဆုံးဘူးတော်ရုံမင်းတွားရအောင်ဆိုတော့သိတယ်မယ်ဟုတ်တယ်မလားဟုတ်ပြီကျွန်တော်အခုရှင်းပြနားမလည်တော့လေကျွန်တော်နောက်တစ်ဆင့်ထပ်တွားမယ်ကိစ္စမရှိဘူးကျွန်တော်အဆုံးထိရေးဖို့ဆိုရင်ကျွန်တော်ထပ်ပြန်ရှင်းပြရမယ် s if အဆိုရေးလိုက်ဆိုတာညာကိစ္စမရှိဘူးအဘိဗေကပြောရဲဆိုလို့ရှိရင်မောင်းဆုံးအချိန်ကျွန်တော်တို့တွေဒီ hash တွေကို hash တွေကို information ရေးထည့်နေရမဟုတ်တော့ဘူးဒုတိယအချိန်ထည့်တာတတိယအချိန်ထည့်တာအချိန်တစ်ပေါင်းပေါင်းအချိန်ထည့်တဲ့အခါကျရင် d function run အမှာ s function run ပထမဆုံးအချိန်ကျွန်တော်ဒီ program ပထမဆုံးအချိန် run တဲ့အချိန်မှာ hash က null ဖြစ်မှာပြန်တဲ့အချိန်အားလုံးက hash က null ဖြစ်မှာမဟုတ်ဘူးအဲ့တော့နောက်တဲ့အချိန်ကျကျွန်တော်ဘာလုပ်ရမလဲဆိုလို့ရှိရင်ပထမဒုတိယအချိန်လောက်ထားတဲ့ခါကျလို့ရှိရင် ပီတန်းမှာအဲဘယ်လိုပြောမလဲကျွန်တော်ကရန်တီရဒါပေမဲ့ဟိုလိုရှင်းပြဖို့အဲဘယ်လိုပြောရလဲဆိုလို့ရှိရင်ဒုတိယအချိန်ထည့်ရောက်တာဟုတ်လားမဒုတိယနေရာနည်းကိုကျွန်တော်စဉ်းစားဒုတိယနေရာဒုတိယမြောက်ထည့်မယ်ဆိုလို့ရှိရင်ဟက်ကနူးမဟုတ်တော့ဘူးအဲ့တော့ဟက်ရဲ့အရှိမရှိနေဥစ္စာနူးပြရမယ်အဲ့တော့ဒီနေရာနဲ့ကျွန်တော်ထည့်လိုက်ပြီးအုံးအောင်ချောက်ပါလိမ့်မယ်အဲ့တော့အခုကျွန်တော်ရေးလိုက်မယ်ရေးမှန်ရင်ရှင်းပြလိမ့်မယ်အဲ့ဒါဆိုပို့ပြီးအဆင်ပြေလာဆင်းတာအဲ့တော့ p = ပြီးတော့ဒီ y p or p not equal to p not equal to null ဆိုရေးမယ်ရေးပွားလို့ရှိရင်ဘာလို့မလဲဆိုလို့ရှိရင်အဲ p equal to next ဆိုပြီးဖြစ်အောင် နေ့ဆိုပြီးဖြစ်ွားရေးဆိုလို့ရှိရင် p ကနောက်ဆုံး null ဖြစ်ွားရေးဆိုတဲ့ခါကြလို့ရှိရင်အဲ့ p ကိုကျွန်တော်တို့မမိုရီပေးရ p equal to differential ကျွန်တော်ဒါလေးကိုပြန် copy ဆွဲလိုက်လို့ရှိရင်ရမယ်ပြီးသွားပြီပြီးသွားပြီဆိုလို့ရှိရင်ဘာလုပ်ရမလဲဆိုရင် p hook print f နဲ့ under your name ထက်ရှင်ပြိုင်မှာကိစ္စမရှိဘူးအခုကျွန်တော်ရေးရတဲ့စာတွေကဘိုင်းဆောင်းလို့အချောင်းတိကျအောင်ဖြစ်နေလိမ့်မယ်ကိစ္စမရှိဘူးပြဿနာမရှိဘူးဟုတ်ကဲ့လားအနာယူရနေရှိတဲ့အတွက်အရင်ဆုံးကျွန်တော် ID ယူရမယ်အနာယူရ ID ဒီ percent ဒီဆိုရမယ်ပြောလို့ရှိရင် C race ID ပြီးကျွန်တော်ဒါတွေ copy ဆွဲလိုက်မယ်ဒီနေရာမှာ and percent ဖြစ်ရမယ် ပြီးရင်ဒါတွေကျွန်တော်ကော်ပီကလန်ကျွန်တော်ကြည့်မယ်ကျွန်တော်ရေးအောင်မဟုတ်တမလားဘွားရင်နိမ်းဖြစ်ရမယ်ပြီးတော့လို့ရှိရင်အသက်ဖြစ်ရမယ်ဒီဥစ္စာကြလို့ရှိရင်ဒါအက်ဖြစ်မယ်ဒီမှာအမ်ပါဆန်ပါလို့ပါခိစမ်းရှိနိမ်းရမယ်ဒါနိမ်းထားတာဒါအက်ဆန်တီယာမှန်တယ်ဒါအသက်ဖြစ်ရမယ်ဒီပြီးတော့ကျွန်တော်နောက်ဆုံးတော့မဥစ္စာပါလဲဆိုပြီးအော်ပြီးရင်နိမ်းကဟိုဟို make equal to new ဆိုပြီးတော့ထားအောင်ဟူးဟူးဘာလို့ဝါစားတော်လေးချောင်းကြီးချောင်းမောင်းနိုင်မှာမဟုတ်လားကိစ္စမရှိဘူးကျွန်တော်အခုပြန်ရှင်းပြရမယ်အခုပုံလေးကျွန်တော်ဖွင့်လိုက်ပြီဖွင့်ဝိုင်းဟုတ်ပြီလားဖွင့်ဝိုင်းဆိုလို့ရှိရင်ကျွန်တော်တို့အခုလောမယ့်စာဘာလို့ဆိုရင်ဒါဒါကို p p1 ဆိုရင်ကျွန်တော်ထားမယ်

န်ဒီမှာလည်းများမများရဲ့ဆိုတာဟုတ်ပြီ careful ကျုပ်စာအန်ပြမှာတော့ပြီးရင်ကြောက်ဖို့ခံလိုက်ပါတော့ကျုပ်စာအန်ပြမယ်နောက်ဆုံးစာကျွန်တော်ဘာပြမယ်ဆိုနူးပြမှာတော့မလား ဟုတ်ပြီခေါင်းနေလဲခြောက်နေတော့ဘူးလို့ထင်တယ်ဟုတ်တယ်မလားတကယ်လို့ကဒီဥစ္စာမရတော့လို့ထင်လို့ရှိရင်ကိစ္စမရှိတော့ဒီဥစ္စာအအရေးပါတဲ့ဥစ္စာဖြစ်တယ်ဒါပေမဲ့ဒီဒီညမှာဒါအောင်မသုံးမဲ့နဲ့တခြားဥစ္စာသုံးလို့ရဥစ္စာရှိတယ်ကိစ္စမရှိဒီအပုံစံတိုင်းမဲ့အလုံးလုံးတယ်ဒါပေမဲ့တခြားဥစ္စာနဲ့သုံးတော့အဟာပိုးလွှဲတယ်အဲ့အတွက်ဒီဥစ္စာကိုကိုယ်စိတ်ထဲမှာအာခက်ခဲတယ်လို့ထင်လို့ရှိရင် target လို့ရကျွန်တော် structure ဥစ္စာနဲ့ပတ်သက်ပြီး target လိုက်လို့ရတယ် ဒီ structure ပြီးသွားလို့ရှိရင်ထပ်လာမယ့်ဥစ္စာ link list တွေကိုထားရရ link list ပြီးသွားလို့ရှိရင်ထပ်လာမယ့်ဥစ္စာကိုလုပ်ကြည့်ကြည့်ပါအဲ့ဒီအစမှာလေကျွန်တော်ဒီ information ယူရဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့ပြောပြမယ်အဲ့ဒီအဲ့ဥစ္စာပို့ပြီးလွယ်ကူတယ်ဒီဥစ္စာနဲ့ချားစီပဲအဲ့ဒါကြောင့်ဒီ file ကိုတုံးပြီးကျွန်တော်လုပ်မယ့်ဥစ္စာဖြစ်တယ်ဟုတ်ပြီလားကျွန်တော်ခုဒီဥစ္စာပြန်ရှင်းပြမယ်ခုပုံမှန်ဆုံးချိန် run လို့ရှိရင် hack ကနူးဖြစ်နေတယ် hack နူးဖြစ်နေလို့ရှိရင်ကျွန်တော် hack ကိုနေရာပေးရမှာဟုတ်လားအဲ့တော့ h head equal to structure info ဘာညာဆိုရေးတယ်ဒီလိုလို့ရှိရင် site of info ဆိုတာနဲ့ပေးလိုက်တယ် p equal to hash ထားလိုက်တယ် p equal to hash ဘာကြောင့်ထားလဲဆိုတော့ကျွန်တော်ဒီအောက်မှာ p ရဲ့ sample ရိုးစာကိုအဟန်ဟန်နေနဲ့ကျွန်တော်တို့ view လို့ကျွန်တော်ပြောလာဟန်မှာအလုပ်တမောင်းခိုင်းလို့မယ်အဲ့တော့ဒီမှာ print app လို့ပြောမယ်မင်းရဲ့ id ရေးခိုင်းလို့ရှိရင် id ကိုကြောက်လို့ scan app နဲ့ id နဲ့ hash ဆိုပြီး comment ဆိုတော့ကျွန်တော် po ယူလိုက်တယ် po ယူလိုက်တဲ့အခါပုံပြီးအဆင်ပြေတယ် po ဘာကြောင့်ယူလဲဆိုလို့ရှိရင်နောက်ခါကြတဲ့ဒီဥစ္စာကို ရေးတာများလာလို့ရှိရင်ဒါနဲ့ပတ်သက်ပြီး crisis လောက်သာများလာလို့ရှိရင်မျိုးလုံးတော့မမြင်နိုင်ဘူး။ဘာကြောင့်ရုပ်တယ်ဆိုတော့အခုကျွန်တော်ပြောတဲ့အချက်နားလည်လို့မသိဘူး။ဟုတ်ပြီ။ဘုနောက်တစ်ခါကျွန်တော်ဒီ house ကို you buy you buy ဆိုလို့ရှိရင် information you house ကပြီးသွားတယ်ဟုတ်လား။ဒါပေမဲ့ဒုတိယလူတယောက်ကရှိနေတယ်။ဒုတိယမြောက်လူတယောက်ရှိနေတဲ့ခါကျလို့ရှိရင်ဒီနေရာမှာဒီဒီဥစ္စာကနူးမဟုတ်တော့ဘူးဟုတ်လား။ဘာပြောမလဲ။ဒီအဲဒီ hack ကနူးမဟုတ်တော့ဘူး။ဟုတ်တယ်မလား။ hack ကနူးမဟုတ်တော့တဲ့ခါကျလို့ရှိရင်ဒီ ပြီးဒီဟဲ့နေရပထမဆုံးနေရဒီနေရပြောရရင်ဒီမှာ information ရှိနေဟုတ်လားမလားကျွန်တော်တို့ user ကပေးရတဲ့ဥစ္စာတွေရှိနေရှိနေတဲ့အခါကျလို့ရှိရင်ပထမဆုံးအချိန်မှာဒုတိယမြောက်ဆောင်ဘာလူဖြစ်နေလဲဆိုလို့ရှိရင်ဒီဒီဥစ္စာကအာနေအောင်နေရနေရနေအဲဆင်းအောင်နေထားတာဒီနေရာကြီးကနူးဆိုပြီးဖြစ်နေလိမ့်မယ်ဒုတိယအချိန်ကျွန်တော် run လို့ရှိရင်ဒီနေရာကနူးဖြစ်နေလိမ့်မယ်ဒုတိယအချိန် information လုပ်ဖို့နေရာဆိုလို့ရှိရင်နူးဖြစ်မှာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာ pure nest equal to new ဆိုပြောတာ pure nest ကဘာလဲ p1 ရဲ့ nest ကဒီမှာ p1 ဟာဒါဟုတ်လားမလား p1 ရဲ့ nest ကဘာလဲ p2 ဖြစ်နေရလေ p2 ကဘာဖြစ်နေလဲဆို new ဖြစ်နေတဲ့အသိပဲဟုတ်တယ်မလားဒုတိယအချိန်မှာကျွန်တော် information လောက်တဲ့ခါကျရင် pure p ရဲ့ p1 ရဲ့ nest က p2 p2 က new ဖြစ်နေအောင်လုပ်ထားတယ်ကျွန်တော်ဒီမှာရေးထားဟုတ်တယ်မလားဟုတ်ပြီကျွန်တော်ဒုတိယအချိန်ပြန် run ပြီ run ပြီဆိုလို့ရှိရင် p equal to hash ဆိုပြီးထားလိုက်ဒီခါကျတော့ရှိရင်ပါညာဆိုကျွန်တော်လောက်ဆရာမလို့တော့ hat equal to by hat equal to nunu ပါပါညာလောက်ဆရာမလို့ p equal to hat ဆိုပြီးတန်းထားလိုက်တယ် ဟုတ်ပြီလားဟာဆိုရင်ထားပါလို့ရှိရင် why why ဆိုတာ same reason ray မှာမျိုးတော့တွေ့တယ် p p က no မဟုတ်တိရွေးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တွေ့အောင်ဟုတ်တယ်မလားဒီအချိန်မှာ p ကဘာဘယ်နေရာမှာရှိမလဲဆိုရင် performance ဆုံးစ run တဲ့နေရာမှာရှိရင်ဒီနေရာမှာရှိနေတယ် p က p equal to has ဆိုရရေးလိုက်တယ်ဒီမှာ p equal to has ဆိုရရေးလိုက်တယ်ဒီမှာ p ကဒီနေရာမှာရှိနေတယ်အဲ့တော့ကျွန်တော်လုံးမောက်စား ဘယ်နေရာမှာနူးရှိလဲနူးရှိတဲ့နေရာကိုကျွန်တော်ပြီးသွားမယ်ပြီးတော့ဝင်အဲ့နေရာကိုနေရာပြီးမယ်နေရာပြီးပြီးအဲ့နေရာမှာကျွန်တော်စတိုးလောက်မှာဟုတ်တယ်မလားအခုကျွန်တော်တို့လည်းပထမဆုံးနေရာမှာ RAM ဝင် RAM ဝင်ဆိုတာဒီနေရာမှာနေရာအိုးစားတွေရှိနေ information တွေရှိနေအဲ့တော့ဒုတိယမြောက်အဲတခြားနူးဖြစ်တဲ့နေရာကိုရှာမှာအဲ့တော့ကျွန်တော်လုပ်လဲဥစားဘာလိပဲလို့စီ P ကနူးမဖြစ်တူ၍ဒီ function ကို RAM မှာဆိုတာတွေပြောလိုက်တယ်အဲ့တော့ RAM ဥစားဘာလို့ဆိုပြီး P ကိုပြီးတော့နေဆိုပြီးပြောတာအဲ့တော့ပထမဆုံးဒီ function အဲ S function စတာရတယ်အဲ့တော့ P equal to hat အဲဒီညမှာရှိနေဟုတ်တယ်နော်နားလည်းမလို့ထင်တာအခုချိန်ဒီဟုတ်ပြီလား p ကတော့ half ဖြစ်နေတယ် p why ဆိုရင်စ RAM ကြီးအကယ်၍ p က loom မဟုတ်ဘူးဆိုလို့ရှိရင် p e က p က pn next next ကိုသွားပါဆိုတဲ့အိဗယ်ပြောရတယ်အဲ့တော့အိဗယ်ပါလို့ဆိုရင်တကယ်လို့ p1 က loom မဟုတ်ဘူးဆိုလို့ရှိရင် p2 ကိုသွားပါ p2 က loom မဟုတ်ရင် p3 ကိုသွားပါအဲ့တော့ကျွန်တော် p1 ကိုစ RAM ကြီး p1 ကိုရောက်တဲ့ခါကျရင် p1 က loom လားမဟုတ်ဘူးလားဆိုတော့ကြည့်ကြည့်တယ် p1 က information ကျွန်တော်ခုနက information user ချင်း user 1 p2 ရောက်သွားတယ် p2 ရောက်သွားဘာကြောင့်ဆိုတော့ p equal to p next ဆိုပြီးရေလောက်တာဟာမှာ p next ဆိုပြီးရေလောက်တာလေအဲ့တော့ p2 ရောက်သွား p2 ကိုကြည့်ကြည့်လေ p2 က nu ဟုတ်ပြီကျွန်တော်ရရတော့မှအချင်းရောက်ပြီရောက်သွားဆိုရင်ကျွန်တော်တို့ p ရဲ့နေရာဘယ်နေရာ y လို့ဆိုလို့ရှိရင်အခုဒီနေရာမှာခုလောသား p ရဲ့ဒီနေရာမှာဟုတ်လားမလား p ရဲ့ဒီနေရာရဲ့ y ဆိုလို့ရှိရင်အဲ့နေရာကိုကျွန်တော် information store လုပ်ဖို့အတွက်ကျွန်တော်ဘာလုပ်လဲ memory ပေးရမှာဟုတ်လားမလားဒီ memory ပေးလိုက်လို့ရှိရင်ဒီနေရာမှာ p ရဲ့နေရာအဲ့နေရာမှာ store လုပ်လို့ရပါတယ် ဒါပေမဲ့ကျွန်တော် PO memory ပေးလိုက်တာမဟုတ်ဒီကိစ္စကတော့ဘာလဲဆိုလို့ရှိရင်ဟဲ့ရဲ့ဒုတိယမြောက်နေရာကို memory ပေးလိုက်တဲ့ပုံစံဖြစ်သွားတယ်။ဟုတ်ပြီလားနားလည်နားလည်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ PO နေရာပေးလိုက်တယ်။အဲ့ PO နေရာမှာကျွန်တော်တို့ information ယူမယ်။အခုကျွန်တော်ဒီနေရာ information တစ်ခုယူလိုက်မယ်။ယူပွားလို့ရှိရင်ဒီ information က P ထဲမှာရှိနေမှာမဟုတ်ဒီကိစ္စကဟက်ထဲမှာရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော် P equal to hat ဆိုပြီးထားလိုက်တာမဟုတ်လို့ဟုတ်ပြီလား ဆိုတော့အခုရှင်းပြရဥစားနားလည်လို့မလို့ထင်တယ်နားမလည်လို့ရှင်ဒုတိယအကျဉ်းတတိယအကျဉ်းစတုထားခြင်းထပ်ကြည့်ကြည့်ပါအဲ့ဒါမှအဆင်ပြေမလို့ထင်တယ်ဒီဗီဒီယိုကျွန်တော်ရက်လိုက်မယ်ဒီညမှာရက်လိုက်မယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ဒီဥစားနဲ့ပဲကျွန်တော်ပြန်ပြီးဆက်ပြီးတော့ရှင်းပြပြပါမယ်ဒီလိုအများကြီးတင်ပါတယ်